ဖုန်းအစ်စ်လေးလေးရစွငွေပြားလဲတိုးလာနိုင်တဲ့အစီအစဉ်သစ်ကြီးစတင်နေပါပြီ Samsung Galaxy Note 4ကို6လအရေးကြဖြင့်အတိုးနှုန်းပေးစရာမလိုဝယ်ယူနိုင်တော့မယ့်အခွင့်အရေးမြမရှေ့ဆောင်ဘန်တွင်ငွေစုပါမြမရိုးရအစားအစာတွေကိုဘဘအလဲမှာကြော်ကြားစီခြင်းနဲ့မြမလူမျိုးတယောက်ရဲ့စိတ်ကိုသိစေခြင်းနဲ့ရည်ရွယ်ချက်နဲ့ရန်ကုန်မြို့ ကုန်းတယ်လန်းနဲ့ပန်းဆိုဒန်လန်းတောင်မှာခွင့်လှစ်ထားတဲ့ Rangoon Tea House ဆိုတဲ့လက်ဖက်ရည်ဆိုင်လေးကိုကမာရွတ်ပြည်သက်ကိုမိတ်ဆက်ပေးကြပါတယ်။တီးဆွဲပြီးဒေါင်းထိုင်ခြင်းသူတွေဘလို့သဘောရလဲ။ Rangoon Tea House မှာရနိုင်တာတွေကမြမအစားအစာအစုံလင်ကိုတန်ရှင်းလက်ဆက်မှုနဲ့အတူမှာယူစားသုံးနိုင်ပြီးမြမဆိုင်လက်ဖက်ရည်မျိုးကွဲပေါင်း16မျိုးလည်းပါဝင်ပါတယ်။မိုးဟင်းကားတစ်ပွဲ9000လက်ဖက်ရည်တစ်ခွက်2000ဆိုတဲ့ဈေးကိုကြည့်ပြီးဈေးကြည့်တဲ့ထင်ရပေမဲ့ကျမ်းမာရေးနဲ့ညီညွတ်အောင်ဖန်တီးထားတာမို့ စားသုံးသူတွေကျေနပ်စေမှာပါလို့ပြောပြသူကကိုထက်မြက်ဦးပါ။ဘာလို့ brand ကိုမပေးလိုက်လဲဆိုတော့ဟိုဒီ sign ရဲ့ idea ဟို nostalgic idea ပေါ့။အဲ့တော့ sign ရဲ့ decoration တွေပါတယ်။ဟိုအရင်လောကရဲ့နှစ်တရာကျော်လောက်ကပုံစံပြန်ဖန်းတာ။အဲ့တော့အစားအုပ်ကစား colonial အစားအုပ်ဖြစ်တယ်။ chain house ဖြစ်တယ်။ပြီးတော့ ceiling နဲ့ high ceiling တွေ tile တွေရလဲဟိုအရင်ကပုံစံတွေပြန်ဖန်းတာ။ brand ကအဲ့ဒါကြောင့်ပေးလိုက်တာ။ tea house ကကြတော့ ဒီမှာစားရစားတော့ကလက်ဖဲဆိုင်ကစားတော့တယ်ဖြစ်တဲ့အတွက်အဲ image ကိုလုံးဝ lose မလုပ်ချင်အဲသူရဟိုငကို tea house culture ကို keep လုပ်ချင်လဲဆိုတော့ real piece ချင်မို့ tea house ကိုနာမည်ပေးလိုက်တာရန်ကုန်အစား rangoon လို့နာမည်ပေးရတာကတော့လွန်ခဲ့တဲ့နှစ်တရာကျော်ကရန်ကုန်ပုံရိပ်ကိုပြန်လည်ဖမ်းယူပြီးစိုင်းကိုပြင်ဆင်ထားသလိုအဆောက်အုံကလည်းရှေးဟောင်းအမွေနဲ့ကိုလိုနီခေတ်ကအဆောက်အုံဖြစ်တာမို့ပါလို့ဆိုပါတယ်စိတ်ကူးစိတ်တန်းကတော့ အတိတ်ရန်ကုန်ရဲ့လက်ဖက်ရည်ဆိုင်တွေကပုံရိပ်တွေကိုမပြောက်ပြက်စေချင်လို့ပေးထားတာလို့ရှင်းပြပါရယ်။မိုဟင်းကဆိုရင်လဲမိသားစု ပုံစံမျိုးမိတ်ဆွေအပေါင်းအသင်းတွေနဲ့လာပြီးစားနိုင်တယ်လို့ ice cream လဲတွက်ဖက်သုံးဆောင်လို့ရတာကြောင့် nice stand environment ဖြစ်ဖန်တီးထားတယ်လို့ဆိုပါရယ်။ဆိုင်ဖွင့်တာမကြသေးပေမဲ့လာရောက်အားပေးသူတွေထဲမှာမြန်မာတွေအပြင်နိုင်ငံခြားသားတွေလည်းရှိပြီးဆိုင်ပြင်ဆင်ကိုအများစုကသဘောကျကြတယ်လို့အစားအသောက်တွေကိုလည်းကြိုက်ကြလို့ဂုံယူတယ်လို့ဆိုပါရယ်။နိုင်ငံတကာမှာ ထိုင်းနဲ့အိန္ဒိယအစားအစာတွေနာမည်ကျော်သလိုမြန်မာအစားအစာကိုလည်းနာမည်ကြီးစေချင်တာကြောင့်ကမ္ဘာကိုထိုးဖောက်ဖို့ဒီလိုဆိုင်မျိုးဖွင့်ကျင်သူတွေကိုလည်းကြိုးဆိုပါတယ်လို့ကိုထက်မြတ်ဦးကပြောပါတယ်။ဖွင့်တာအတိတ်ကမကြဘူး။ဒါပေမဲ့လာရတဲ့လူတွေကမြန်မာတွေလည်းရှိရယ်။ foreigner တွေဆိုလို့ရှိရင်ဒီမှာနေရ foreigner တွေရှိရယ် tourist တွေလည်းရှိရယ်။လူရအဆုံပေါ့။ပြီးတော့လူရ feedback က relatively always the same တော့ DM ဒီဒီမှာ decoration တွေပါလို့ထားလို့ရရ appreciate လို့အစားတောက်လည်းရကြိုက်တယ်အမ်ဘလို့ခံစားလဲဆိုတော့ရဆောက်ကတော့အင်္ဂလန်မှာဆိုရင်ဒီဒိုရီယာစာကို Indian food တွေဆိုတော့အများကိုနာမည်ကြီးနေပြီးတော့လူတိုင်းကစားတယ်အဲ့တော့ဗမာစာအောင်လည်းအဲ့လိုအရင်ဖြစ်စေချင်တယ်အဲ့တော့ now ဆိုလို့ရှိရင်ကျွန်တော်တို့မဖွင့်လို့ဆိုရင်တော့မှဗမာတွေကဂျီယိုလာပြီးတော့ဂျီက influence တွေ yeah inspiration ကိုယူသွားပြီးတော့တခြားနေရာတွေမှာအရင်ဆုံးကအထည်ဆိုလို့ရှိရင်အထည်က16မျိုးရှိတယ်ပြီးတော့16မျိုးထက်ကိုအထက်မှာ noise ဘယ်လောက်ရှိလဲ noise ဘယ်လောက်ပါလဲကြားရဘယ်လောက်ပါလဲဆိုမျိုးကိုပြန်ပြီးပြရပြီးတော့ live foreigner တွေကိုလည်း flutter swing လို့ချက်တယ်မွေးငါတီလို့ language တော့ကတည်းကသူတို့ဒီဟာကို try လုပ်ပြီးသွားလို့ရှိရင်နိုင်ငံခြားတော့ဟိုဒီကြတော့သူတို့ America ရော England ကိုပြန်သွားလို့ရှိရင် ပြန်ပြီးတော့ပြောစီချင်တာပေါ့ပမာစားအရင်ကောင်းတယ် healthy လည်းဖြစ်တယ်အရင် tasty လည်းဖြစ်တယ်ဆိုတော့အဲ့ဒါကျွန်တော်တို့လည်းအရင်အရေးကြီးအဲ့ဒါကြောင့်လည်းဒီလို environment မှာလုပ်ပေးတာပေါ့ရန်ကုန်တီဟောက်ဆိုင်လေးမှာလေအေးပေးစက်နဲ့တန်ရှင်းလက်ဆက်အောင်ပြင်ဆင်ထားသလို wifi လည်းရတာကြောင့်အေးအေးဆေးဆေးစားသုံးကျင်သူတွေအတွက်နေရာကောင်းလေးတစ်ခုလည်းဖြစ်ပါတယ်